မင်္ဂလာပါရှင် Panelist Business Services ရဲ့ Founder မထူးတန်ဆင်ဖြစ်ပါတယ်လုပ်ငန်းလုံဆောင်မှုစံနှုန်းဖြစ်တဲ့ Standard Operating Procedure SOP တွေကလုပ်ငန်းတစ်ခုအတွက်ဘလောက်အရေးကြီးလဲဆိုတာကိုကျွန်မမျှဝေခဲ့ပြပြဖြစ်ပါတယ်ဒီနေ့မှာတော့ SOP ကိုဘယ်ကနေဘလို့စာရေးရမလဲဆိုတဲ့အစဉ်ကိုလက်တွေ့ကြကြနဲ့မျှဝေပေးသွားပါမယ် အိရှာမန်နေဂျာတွေနဲ့လုပ်ငန်းရှင်အများစုက SOP တွေရဲ့အရေးပါပုံကိုသိပေမဲ့လည်းဘယ်ကနေစာရေးရမှန်းမသိလို့ခက်ခဲနေတတ်ကြပါတယ်။တခါတည်းနဲ့လုပ်ငန်းရှင်အားလုံးကိုရေးဖို့စူးစမ်းတာကအရန်ပင့်ပန်းပြီးတော့အချိန်ကုန်စေပါတယ်။ဒါကြောင့်မလို့အကောင်းဆုံးနည်းလမ်းကတော့အစ်စ်အနေငယ်နဲ့စနစ်တကျစတင်ဖို့ပဲဖြစ်ပါတယ်။ဒါဆိုရင် SOP ကိုစနစ်တကျရေးသားဖို့ဘာတွေလုပ်ရမလဲ။ပထမအဆင့်ကတော့စတင်မဲ့အလုပ်တစ်ခုကိုရွေးဖို့ပါ။အလုပ်တစ်ခုကို တစ်ခုလုံးကြီးကိုပေါ့နော်လုပ်ငန်းစဉ်တစ်ခုလုံးကြီးကိုတစ်ခါတည်းမရေးပါနဲ့အရေးအပါဆုံးနဲ့အမှားအယွင်းအများဆုံးဖြစ်တဲ့ဒါမှမဟုတ်လို့ရှင်လည်းအငြင်းနဲ့နေ့တိုင်းလုပ်နေရတဲ့လုပ်ငန်းစဉ်အသေးလေးတစ်ခုကိုပဲအရင်ဆုံးရေးချယ်ဖို့လိုအပ်ပါတယ်ဥပမာ customer အသစ်လက်ခံတဲ့လုပ်ငန်းစဉ် customer onboarding process ဒါမှမဟုတ်လို့ရှင်ရင် customer တိုင်ကြားချက်ကိုဖြည့်ရှင်တဲ့လုပ်ငန်းစဉ် customer complaint process ပေါ့နော်အဲ့လိုမျိုးအဒီရိုးရှင်းပြီးတော့နေ့တိုင်းလှုပ်ဆောင်နေရတဲ့လုပ်ငန်းစဉ်အစိတ် ိုင်းလေးတစ်ခုကနေပြီးတော့စတင်စေချင်ပါတယ်။ဒုတိယအဆင့်ကကြတော့အဆင့်အလိုက်လုတ်သွားရမယ့်အချက်တွေကိုချရေးပါ။ရေးချေထားလိုက်တဲ့လုပ်ငန်းစဉ်ကိုအဆင့်လိုက်ခွဲပြီးတော့အသေးစိတ်ပါပြင်ပါလုံးရမယ်ဆိုတာမျိုးရေးသားရပါလိမ့်မယ်။အဲ့တော့အသေးရောက်လာတဲ့ဝန်ထမ်းတဦးအတွက်တောင်မှနားလည်လွယ်အောင်လို့ရိုးရှင်းတဲ့စကားလုံးတွေနဲ့ရေးရပါလိမ့်မယ်။လိုအပ်လို့ရှိရင်ဓာတ်ပုံတွေ screenshots တွေကို ထည့်သွင်းပြီးတော့အသုံးပြုရပါလိမ့်မယ်။တတိယအဆင့်ကကြတော့ဝန်တန်းတွေနဲ့အတူပြန်စစ်ပြီးတော့အတည်ပြုပါ။အဲ့တော့ SOP ကိုရေးသားပြီးတဲ့အခါမှာအဲ့ဒီအလုပ်ကိုတကယ်လုပ်နေကြတဲ့ဝန်တန်းတွေနဲ့အတူပြန်ဆွေးနွေးပြီးတော့စစ်ဆေးဖို့လိုအပ်ပါတယ်။ဒီလိုလုံဆောင်တဲ့အခါမှာ SOP ရဲ့တိကျမှန်ကန်မှုကိုလည်းတရားစီတဲ့အပြင်ကိုဝန်ထမ်းတွေဘက်ကနေလည်းအတည်ပြုထားတဲ့အတွက်ကြောင့်ပေါ့နော်။ပို့ပြီးတော့သူတို့ကိုယ်တိုင်လည်းလိုက်နာဆောင်ရွက်ပါလိမ့်မယ်။အနည်းချုပ်ရရင်တော့ SOP ရေးတာကခက်ခဲတဲ့လုပ်ငန်းစဉ်တစ်ခုတော့ ာမဟုတ်ပါဘူးအရေးပါတဲ့လုပ်ငန်းစဉ်လေးတိတိလေးတစ်ခုကိုအရင်စတင်ပြီးတော့အဆင့်လိုက်ရေးသွားသွားမယ်ဆိုလို့ရှိရင်လုပ်ငန်းတစ်ခုလုံးရဲ့လုပ်ငန်းစဉ်တွေအကုန်လုံးကိုဖြည်းဖြည်းချင်းလှုပ်ဆောင်သွားလို့ရပါတယ်။အဲ့ဒီအခါမှာလည်းလုပ်ငန်းကိုပို့ပြီးတော့စနစ်ကျပြီးတော့အောင်မြင်ဖို့ရရှိဖို့အတွက်ကိုကူညီပေးလိမ့်မယ်။နောက်ထပ်အချက်အလက်ပတ်သက်တဲ့ဗဟုသုတတွေရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပေးဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲညနာပြစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။